ဇလန်လီရဲ့စမှာတော့စတောရတတိုင်ဟာယတနာတတတလုံးနဲ့လေတစင်းဘော်ကိုရောက်နေခဲ့ပါတယ်တကယ်တော့သူတို့တွေကတင်းမောပြတ်ဘော်ကနေစင်းယူခဲ့ကြတာဖြစ်ပြီးလူဗီကတော့သူ့ရဲ့ဒုံးစံအတိုင်းကွန်မူကွန်မူနော့ရော့ကက်နဲ့အဖွဲ့သားတွေကိုတင်းမောပေါ်ပြန်ခေါ်ခဲ့ပါတယ် ယရနာတက်တာကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အဖွားကြီးတယောက်ကိုပဲတွေ့လိုက်ရပါတယ်။သူ့အသက်ကိုချမ်းသာပေးရင်ယရနာရီပေးနေမယ်လို့ပြောလိုက်ကနာမီကတော့သူ့ကိုမလဲစားဖို့ပြောနေပါတယ်။သူတို့ဂျုံပေါ်မှာပင်လယ်ပြင်ရဲ့ရှင်သခင်တွေပဲဝှစ်စင်နိုင်တဲ့ရွှေတရဖူယရနာရှိတယ်လို့ပြောတော့လူဖီကသွားရအောင်လို့ပြောလိုက်ပါတယ်။အဖွားကြီးကသူ့သိန်းထားတဲ့တန်လိုက်အမြောင်လေးကိုထုတ်လိုက်ပြီးအထဲမှာတော့လေကလေးတစ်ကောင်ရှိပါတယ်။ဒါကိုတော့တာတယ်ပို့စ်လို့ခေါ်ပြီးလက်ရဲကောင်ညွန်ပြတဲ့အတိုင်းလိုက်ရင်သူ့ရဲ့ဂျုံကိုရောက်မယ်လို့ပြောလိုက်ပါတယ်။ဒီလိုနဲ့လူဖီတို့တွေဟာမက်ကာအိုင်လန်စီကိုရောက်သွားခဲ့ကြပါတယ်။ပင်လယ်တမ တင်မောကိုတွေ့တော့ရွာသားတွေကရက်ချက်စာမဆိုတူကိုတရင်ပို့ခဲ့ကြပါတယ်လူဗီဒိုတွေကလည်းကန်ကပ်ဖို့ရှာနေကြရင်ရန်တရားတွေကိုတွေ့လိုက်ကြရပါတယ်အဲ့ဓာရီဟာကာဝေးရေးစနစ်လို့ဘာကြီးကပြောပြီးတဲ့နောက်မှာတော့သူတို့တင်မောကိုများရီနဲ့ချိန်ထားခဲ့ကမဂါဂျွန်ကနေထွက်သွားဖို့အတွက်လော့စပီကာကနေတန်ထွက်လာပါတယ်တကယ်တော့လူဗီဒိုနဲ့ပါလာတဲ့ဘာကြီးကရက်ချက်ရဲ့အမိဖြစ်ပြီးလင်းရင်နဲ့ဒုမေကိုပြန်လာခဲ့သွားကများရီနဲ့စတင်ပြစ်ခတ်ပါတော့တယ်ရွာကြလာတဲ့များမှုတွေကိုတော့ဇိုရိုကဖြေရှင်းလိုက်ပါတယ်ရက်ချက်ကတင်မောကိုနောက်ပြန်သွားအောင်လို့ကြီး ီးမားတဲ့ပန်ကာကြီးကိုပွင့်လိုက်ပါရယ်ပန်ကာအဖွဲ့လွန်ကရှီတက်များရုပ်တွေကုန်ဆွဲယူထားခဲ့ပြီးမယ်ရီရဲ့ရွက်တွေကလည်းဆုပ်ပြတ်သွားခဲ့ပါရယ်နာမီကတော့မရှိတဲ့ယတနာကိုလိန်ပြောထားတဲ့အတွက်စိတ်တူနေခဲ့ပြီးလူဖီကတော့အဲ့ဒီယတနာကတကယ်ရှိတာတကြတယ်လို့ပြောနေပါရယ်ရောဘင်ကလည်းလူဖီရဲ့စကားကိုဝင်ထောက်ခံလိုက်ကယတနာကဒီကျွန်းရဲ့တနေရာယာမှာရှိနိုင်ကြောင်းကိုပြောလိုက်ပါရယ်ဒီကျွန်းပေါ်မှာလူတိုင်းတည်ကြတဲ့ဆွေရင်းဆိုတဲ့တခြင်းကနေပြီးတော့တဲလွန်စာရနိုင်တယ်လို့ဆိုပါရယ်ဘာလဲဆိုတာတော့မသိပေမဲ့ဒီကျွန်းနဲ့ပတ်သက်ပြီးတကူကအနောက်ရက်ဖြစ်နေကြ ောင်းချိုးပါကလည်းဝင်ပြောခဲ့ပါတယ်သူတို့တွေရဲ့စကားကြောင့်နာမီဟာလည်းတွေ့ဝင်နေရကအဲ့ဒီညမှာစားတော့ကြပြီးပင်လယ်ပြင်ထဲမှာကြောက်ကြခဲ့ကြပါတယ်ဇလန်းရဲ့အစမှာအဖွားကြီးဆိုပြခဲ့တဲ့တခြင်းကိုရော်ဘင်ကထုတ်ပေးလိုက်ကတဲလွန်စားရှာလိုက်ကြပါတယ် အဲ့ဒီမှာပဲလူဗီတယောက်ဟာတောင်ကြီးကမွေနဲ့တူနေတာကိုရှာတွေ့သွားခဲ့ပါတယ်။တချင်းတဲကအတိုင်းဆိုရင်လာနှစင်းဆိုတဲ့တဲလွန်စားကိုရှာရပါဦးမယ်။ကျွန်းပေါ်မှာတော့ရက်ချတ်တို့ကလည်းတဲလွန်စားကိုရှာနေခဲ့ကြပြီးလူဗီတို့တွေကမွေကောင်းကိုဒိုးနိုင်စောနေကြရင်နဲ့မွေရဲ့ကောင်းကကြေသွားခဲ့ကဂူတကူဟာပေါ်လာခဲ့ပါတယ်။လူဗီတို့တွေပဲလီကိုရှာတွေ့ထားတဲ့အကြောင်းကိုလည်းရက်ချတ်ကတိထားခဲ့ပြီးတော့ကျွန်းပေါ်ကိုလာဖို့အတွက်ကန့်လန့်ခဲ့ပါတယ်။ရဲတိုက်ထဲမှာတော့ရက်ချတ်ပန်တီထားတဲ့ဆက်ရုပ်တွေနဲ့အတူရက်ချတ်ကလည်းလူဗီတို့ကိုတွေ့ခဲ့ပါတယ်။သူတို့စီကနေစကားနိုင်တော့မှာကိုတီးနေတဲ့နာမီက တကယ်မရှိတဲ့ယတနာအတွက်သူတို့အချိန်ကုန်မှာမဟုတ်တော့ဘူးထွက်သွားတော့မယ်ဆိုတဲ့အကြောင်းကိုပြောလိုက်ပါရယ်ဂရက်ချက်ကတော့သူတို့နဲ့ပူအောင်ပေးဖို့နဲ့ယတနာတွေကိုခွဲဝေယူမယ်လို့ဆိုတော့လူဗီကတော့ထုံးစံအတိုင်းမစင်းစားပဲတဘောတူလိုက်ပါရယ်ဂူတဲကိုစားဝင်ကြတော့တင်းမောပြတ်တွေအများကြီးကိုတွေးလိုက်ရပြီးလူဗီကအချိန်ကိုမြင်လိုက်ပါရယ်အဲ့ဒီကနေပျော်ပြတ်ကြပြီးတဲ့နောက်မှာတော့ရေတခွန်ကနေပြောကြသွားခဲ့ကြပြီးလှပတဲ့ရေကန်ကိုရောက်ခဲ့ကြပါရယ် ကျောက်စာပေါ်ကနေရောဘင်တယောက်ဟာတခြင်းရဲ့လက်ကျန်ပိုက်ကိုတွေ့လိုက်ရပြီးတော့ဘေးလီကိုစဉ်းစားနေကြချိန်မှာလူဗီတယောက်ဟာရှောက်စော့နေရင်းနဲ့ဘေးလီကိုပြင်နိုင်သွားပြန်ပါတယ်။လူဗီစောလိုက်လို့ပြုတ်ကျသွားတဲ့ငှက်ကြောင့်ရေကန်ထဲကရေတွေကုန်ကုန်သွားတော့ဂူပါတို့ကူကိုရောဘင်ချိုးပါစန်းကြီးတို့တွေကဝင်လိုက်ကြပါတယ်။နာမီကတော့ရက်ချက်တို့တွေတကူးကူးမှုမမှန်တာကိုတတိထားမိခဲ့တယ်။ဂူထဲကနေဝင်သွားတော့တောင်တိတ်ကိုရောက်သွားကြကာ နှစ်ထထောင်လောက်တည်တန်းရှိနေပြီဖြစ်တဲ့ဝေပြုကန်ကြီးစီကိုရောက်သွားခဲ့ကြပါတယ်။လူဗီတို့တွေကတော့နာမီရတန်နာဘူးနဲ့ဘယ်လီကိုဇက်ပြေရှင်လိုက်တဲ့အခါမှာတော့ကျွန်းကြီးရတုံလုံးလာပါတော့တယ်။ရောဘင်ကတော့တူတို့တွေဟာကျွန်းကြီးရဲ့တကယ်ပုံစံအမှန်ကိုလုံလုံပြီးလိုက်ပြီလို့ဆိုပါတယ်။ရေးထားတဲ့တမိုင်းချောင်းကိုဖက်ကြည့်လိုက်တော့ဒီကျွန်းဟာရှီမာကမဲဆာမဖြစ်ပြီးနှစ်ထထောင်ကျော်အိပ်ပျော်နေတဲ့သူ့ရဲ့ကွန်ပေါ်မှာလူတွေကနေထိုင်နေခဲ့တာဖြစ်ပါတယ်။ ရက်ချက်ကလက်ကိုနှိုးကျင်လို့လူဗီတို့ကိုတုံးချနေတာဖြစ်တယ်လို့ပြောကာယတနာတွေဟာလက်တကယ်မရှိကြောင်းရှီမာကမင်းတို့ထလာရင်လှုပ်เสียရရှိရလို့ပြောပါရယ်ချိုးပါကတော့လက်ကြီးနဲ့စကားပြောနေပြီးလက်ကြီးကကလေးမွေးကျင်နေကြတာဖြစ်ကြောင်းပြောလိုက်ပါရယ်ရက်ချက်ကတော့သူဖန်တီးထားတဲ့ဆက်ပစ္စည်းတွေကိုတတ်တွင်းလိုက်ကာလက်ကြီးကိုထိန်ချုပ်ဖို့အတွက်စတင်ခဲ့ပါရယ်လူဗီကလည်းတိုက်ခိုက်ဖို့ထွက်သွားခဲ့ပြီးတော့ချိုးပါကလက်ကြီးတခုခုပြောချင်းနေတယ်လို့ခံစားရတာကြောင့်တူနေခဲ့မယ်လို့ပြောလိုက်ပါရယ် ဝင်သွားကြတဲ့လူဗီတို့တိုက်ကတော့ထောင်ချောက်တဲကိုပြုတ်ကျသွားခဲ့ပြီးရက်ချာရဲ့အင်တော်ထိန်နဲ့သူ့အမေဖြစ်သူကလာခဲ့ခဲ့ပါတယ်။သူ့သားလေးကိုခွင့်လွှတ်ပေးကြဖို့နဲ့ဒီဂျွန်ရဲ့ငြိမ်းချမ်းရေးကိုပြန်ယူပေးဖို့တောင်းဆိုနေပါတယ်။လူဗီကတော့အခုချိန်ဒီလက်ကြီးကယတနာတွေရှိရကိုခေါ်သွားမယ်လို့ယုံကြည်နေကာရက်ချာကိုပြင်ဖို့အတွက်တက်လာခဲ့လိုက်ပါတယ်။ရက်ချာကတော့သူ့ကိုတားဖို့ကြိုးစားနေခဲ့ပြီးရက်ချာတည်ထွင်လာတဲ့ဇကရီးယာတွေနဲ့တိုက်ခိုက်နေခဲ့ရပါတယ်။စန်းဂျီ၊ဇိုရိုတို့တွေကရက်ချာရဲ့တပည့်တွေကိုမောက်တိုက်ခဲ့ကြကာလူဗီကလည်းရက်ချာကိုတပွဲနိုင်ပိုင်ခဲ့ပါသေးတယ်။ချိုးပါကတော့ လေကြီးကဥဥဖို့အတွက်တူလာတန်တွေကိုတုံဖို့လိုကြောင်းပြောနေကနာမီကလည်းလှုပ်ပေးဖို့အတွက်ဝေဘာကိုစီးပြီးတော့ထွက်လာလိုက်ပါတယ်။ ဆန်းဂျီနဲ့ရော်ဘင်ကတော့ထင်းကျုပ်ခံထဲကိုရောက်နေခဲ့ကြပြီးလူဗီကတော့ရက်ချက်တီတွင်ထားတဲ့ပောက်ကရဆက်ရုပ်တွေနဲ့တိုက်ခိုက်နေရပြန်ပါတယ်။ကဘာကြီးကိုတိမ်ပိုက်ချင်နေတဲ့ရက်ချက်လေးကိုပွဲသိမ့်တိုက်ကွက်ဘာဇူကာကိုကျွေးလိုက်ပါတယ်။လက်ကြီးကိုမြန်မြန်မတားရင်ကျွန်းတကျွန်းကျွန်းနဲ့တိုက်မိတော့မှပြလို့နာမီကထင်းကျုပ်ခံကိုတွားဖို့ပြောနေခဲ့ကဆန်းဂျီကလည်းသူ့ထင်းကျုပ်ခံကိုဖျက်ဆီးမိခဲ့ကြောင်းပြောလိုက်ပါတယ်။ရွေးချယ်စရာမရှိတော့တာမို့လူဗီတို့တွေကရဲတိုက်ကြီးကိုဖျက်ဆီးလိုက်က တားနိုင်လိုက်ကြပြီးတဲ့နောက်မှာတော့ လေကြီးကိုလည်းဦးဦးနိုင်အောင်လို့ကူညီပေးနိုင်လိုက်ကြပါရယ်။လူဖီကတော့ယတနာတွေမရလိုက်လို့ကြေခွဲနေခဲ့ကာဥကနေကောင်တွေပေါက်လာပါရယ်။လူဖီကရွှေတရဖူယတနာဟာတကယ်ရှိအောင်អော်ပြောလိုက်ကာတကယ်တော့လေဦးအခွန်တွေကရွှေတွေဖြစ်နေပြီးတော့ဥအကွဲတွေကတရဖူပုံစံဖြစ်နေခဲ့တာပဲဖြစ်ပါရယ်။ရွှေဦးအခွန်ကကြည်လွန်လို့ကျိုးနဲ့ဆွဲလာခဲ့ပေမဲ့လမ်းတဝက်ရောက်မှာတော့ရေထဲကိုမြုပ်သွားခဲ့ပါရယ်။ယတနာတွေရှာဖွေဖို့လာခဲ့တဲ့ strawhead တွေဟာကျွန်းကြီးကိုကယ်တင်ပေးခဲ့ရပြီးလက်ဖက်လာနဲ့နောက်တဲ့ကြီးတစ်ခုကိုဆက်ထွက်လိုက်ကြပါရယ်။ကဲ strawhead berry တွေရဲ့နောက်တဲ့ Brighter ကီစဉ်လေးတွေကိုကြည့်ချင်သေးတဲ့ဆိုရင်တော့ဗီဒီယိုကို Like and Subscribe လေးလုပ်သွားပေးကြပါဦး။ Bye bye guys. See you in next video.